ောင်ပြေးဖို့54ကိုပဲလိုအပ်တော့တဲ့ဂုတ်ကြီးရော်နယ်ဒိုအားလုံးပဲမင်္ဂလာပါပေါ်တူဂီနဲ့အနာဇာကစားသမားကြီးခရစ္စတီယာနိုရော်နယ်ဒိုကတော့အဲအီဒီယက်တင်တဲ့ပွဲစဉ်မှာဂိုးသွင်းယူနိုင်ခဲ့တာကြောင့်3ဂိုးတောင်ပြေးဖို့54ကိုသာလိုအပ်တော့တာဖြစ်ပါတယ်ရော်နယ်ဒိုဂိုးတောင်ပြေးအောင်သွင်းနေတယ်လို့ပြောခဲ့တော့က WiFi လောင်မြောင်ရသူတွေရှိခဲ့တယ်လို့ဒီအသက်အရွယ်နဲ့ဘလောက်ထိသွင်းနိုင်ပါလဲဆိုတဲ့တန်တရားတွေနဲ့ပြည့်ရဲ့ပြုခဲ့ကြတဲ့သူတွေလည်းရှိခဲ့ကြပါတယ်ဒါပေမဲ့အခုချိန်မှာတော့အသက်40ရွယ်ဒီကစားသမားကြီးကဂိုးတောင်ပြေးဖို့အတွက်3ဂိုး54ကိုပဲလိုအပ်တော့တာပါ ရော်နယ်ဒိုပြောရတဲ့အချိန်လုံးကကိုကိုရပြည်တော်ကဖြစ်လာကြောင်းကိုရတောင်ပြည်ကိုသူငုတ်တရာလူနေခဲ့ပြီးလက်ရှိချိန်မှာတော့ခီးတော်ကိုရောက်ရှိလာပြီလို့ဆိုရမှာဖြစ်ပါတယ်။ဒါကြောင့်ရော်နယ်ဒိုအနေနဲ့သူငုတ်တရာရီမန်းချက်အတွက်နောက်သက်ခီးတော်ဆက်လျှောက်ဖို့သာကြံတော့တာဖြစ်ပြီးသူ့အနေနဲ့အကောင်းဆုံးဖြစ်အောင်လုပ်နိုင်မယ်လို့လည်းအားလုံးကယုံကြည်နေကြတာပါ။ဒီပေါ်တူဂီစတာခရစ်စတီယာနိုရော်နယ်ဒိုကညကအဲအီတီယန်ရဲ့ပွဲစဉ်မှာအင်နာဇာအသင်းတော်နိုင်တီချာစီမဲ့သူငုတ်ကိုသူ့ယူပေးခဲ့တာဖြစ်ပြီးအင်နာဇာအသင်းကလည်းဒီနိုင်ပွဲကြောင့်စစ်တင်နေရာမှာယက်တီနိုင်နေခဲ့တာဖြစ်ပါတယ်။ဒီသူငုတ်သူ့ယူပြီးတဲ့နောက်ရော်နယ်ဒိုကကစားသမားဘဝ သုံးကိုပေါင်946ခုရှိလာခဲ့ပြီဖြစ်ပြီးသုံးကိုတောင်မပြည့်ပြအောင်လည်းသူကမရရအောင်ကိုလုပ်ပြပါလိမ့်မယ်ဒီအတွက်အချိန်တော့နည်းနည်းပေးရမှာဖြစ်ပြီးကျွန်တော်တို့ချစ်တဲ့ဒီကစားသမားကြီးသုံးကိုတောင်ပြည့်မှာကိုကျွန်တော်တို့မကြခင်မြင်တွေ့ကြရတော့မှာပဲဖြစ်ပါတယ်